လူတွေနဲ့အမြဲတမ်းစန့်ကျင်ဘက်ဖြစ်နေတဲ့လူပြန်လန့်လို့ခေါ်တဲ့သူတွေရဲ့ဘလူလက္ခဏာရှိတယ်လဲဆိုတာကိုကျွန်မဒီနေ့အသေးစိတ်လာရောက်မျှဝေပေးမှာဖြစ်ပါတယ်။သူတို့ကကြတော့စန့်ကျင်ဘက်လုံရတာကြိုက်တယ်။လူအများကတစ်ခုခုကိုလှုပ်တယ်ဆိုလို့ရှင်သူတို့ကမလှုပ်ဘဲနေတတ်တာမျိုးလူအများကမလှုပ်တဲ့အရာတို့ဆိုတော့ရင်သူတို့ကလှုပ်ရှင်တယ်။ဒီလိုလူတွေက လူတွေနဲ့အတူတူပူးပေါင်းလှုပ်ဆောင်ရတာကိုလည်းသိမကြိုက်ကြဘူး။တယောက်တည်းလှုပ်ဆောင်ရတာကိုသဘောကျနှစ်သက်ကြတဲ့အဲမှာပါတယ်။ဒီလိုဇယိုက်လက္ခဏာရှိတဲ့သူတွေ啊ဆိုရင် ကိုယ်သဘောနဲ့ကိုယ်လွလွလက်လက်နေထိုင်လူစိတ်ပြင်းပြတယ်။ဘသူ့ကိုမှမှီခိုခြင်းစိတ်မရှိတယ်လို့သူတို့ရဲ့အကူအညီတွေကိုလည်းသိမယူရှင်ကြအောင်။သူတို့ကအတွေးခေါ်ပိုင်းမှာ ိုပိုင်အမြင်တွေရှိတတ်ကြပြီးတော့ခိုင်ခိုင်မာမာယုံယုံကြည်ကြည်လဲရှိတတ်ကြပြန်တယ်။လူကလန့်တွေရဲ့အမှုအကျင့်တွေဆိုလို့ရှိရင်သူတို့လူအများရဲ့စီးမြင်တွေ delay တွေကိုလိုင်းနာရတာတိတ်မကြိုက်ဘူးကိုယ့်ရဲ့စိတ်ကြိုက်နီးလန်းအတိုင်းလှုပ်ဆောင်ရတာကိုပိုနှစ်သက်တယ်လူတွေနဲ့မတူတဲ့ထူးခြားတဲ့အတွေးအမြင်တွေချီးကြတဲ့သူဆိုရင်လည်းမမှားဘူးတီထွင်ဖန်တီးနိုင်စွမ်း အဲ့ဒီစွမ်းရည်တွေလည်းမြင့်မားတက်ကြပြန်သေးတယ်ဒီလိုလူတွေကလူမှုရေးအရအများစုခြောင်ကျင်ကြတယ်သူတို့ကိုလူစုလူဝေးနဲ့ပတ်သက်ပြီးတော့သူတို့တိတ်မကြိုက်ဘူးနေရတာသူတို့သဘောကျတဲ့ပေါင်းတင်ဆက်ဆံရေးမှလည်းပဲတိတ်တိတ်ဆိတ်ဆိတ်နဲ့သူများတကပြောတာကိုပဲနားထောင်နေအဲအဲ့ဒီနားထောင်နေတဲ့အနေအထားတစ်ခုမှာသူတို့တွေးရှင်ရာကို တွေးပြီးတော့သူတို့ နားလဲခြင်းရာကိုနားလဲသွားတဲ့ပုံစံလေဖြစ်နေတတ်တယ်။စကားပြောဆိုတဲ့နေရာမှာပွန့်ပွန့်လင်းလင်းလဲရှိတတ်တယ်။ကိုယ့်ရဲ့အမြင်ကို ဖုံးကွယ်တာမျိုးမရှိဘူး။သူတို့ကဒိုင်ရိုက်ပြောတတ်ကြတယ်။သူများဝေဖန်မှာကိုလည်းတိတ်ကယူမဆိုင်တတ်ကြတဲ့သူတွေပေါ့။လူတွေရဲ့ထင်မြင်ချက်တွေဝေဖန်မှုတွေကိုဘလို့ပဲထောက်ပြထောက်ပြကိုလန်းကိုသွားမယ်ဆိုတဲ့သူမျိုးလဲဖြစ်ပြန်တယ်။ သူတို့ရဲ့အားသာချက်အားနေချက်တွေကတော့အများကြီးရှိပါတယ်။အားသာချက်အနေနဲ့ကြည့်မယ်ဆိုရင်လူတွေရဲ့ဖိစီးမှုကိုမခံယူတတ်တဲ့အတွက်ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိတယ်။ဆုံးဖြတ်နိုင်တဲ့စွမ်းအားတွေလည်းပိုင်ဆိုင်ကြရတယ်။လူအများနဲ့မတူတဲ့ထူးခြားတဲ့အတွေးခေါ်တွေကိုရှိစေတတ်တယ်လို့စံတစ်တီထွင်မှုတွေကိုလည်းပဲသူတို့ကလုံနိုင်တယ်။ဒါကတော့သူတို့ရဲ့ကောင်းတဲ့အချက် ော်လူအများရဲ့လွှမ်းမိုးမှုကိုလည်းမခံရဘူးအဲ့တော့စိတ်ခံစားချက်အနေနဲ့လည်းပဲကိုလှုပ်ရှင်တာလှုပ်ရတာဖြစ်တဲ့အတွက်ပေါ့ပေါ့ပပလန်လန်ဆန်ဆန်ဖြစ်စေတယ်အားနည်းချက်တွေကတော့အများကြီးပဲလူမှုဆက်ဆံရေးလို့ခေါ်တဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာသူတို့ဟာညံ့နေသူတွေဖြစ်တယ်။ဒါကြောင့်စီးပွားရေးလုပ်တဲ့နေရာမှာလူမှုဆက်ဆံရေးညံ့ပြင်းတာဖြစ်လို့သူတို့အလုပ်လုပ်တဲ့အခါမှာရေရှင်းနေရှိပြီးတော့ ထင်သလောက်ရလတ်မရတတ်ဘူးလူတွေနဲ့ဥပောင်းလှုပ်ဆောင်ရတာကိုမကြိုက်ဘူးအကယ်၍သူက သူ့အိုင်ဒီယာနဲ့သူလုံနိုင်ခဲ့တယ်ဆိုရင်တော့မှတခြားလူတွေသူနဲ့အတူလိုက်လုံနိုင်ဖို့ခင်းရင်းတယ်သူက သူတွေးနေတဲ့အရာတိုင်းကိုစနစ်တကျမတွားနိုင်မယ်နဲ့သူတွေးလို့ရတဲ့အရာတိုင်းတစ်ခုပြီးတစ်ခုအချိန်နဲ့တပြေးညီ ပြောင်းလဲသွားတာဖြစ်တဲ့အတွက်အစင်မပြေများ အဲ့လိုအဆင်မပြေတာမျိုးတွေများစေတယ်။လူတွေနဲ့ဆက်ဆံရေးမှာအဆင်မပြေတာတွေများလာတာနဲ့အမျှသူ့ရဲ့စကားလုံးတွေသူ့ရဲ့စိတ်တွေကလည်းပဲစိတ်ထားနူးညံ့ပြော့ပြောင်းတဲ့အပိုင်းကို မတည့်ရောက်စေဘူး။ဒီလိုလူတွေကနားလည်ဖို့ခက်ခဲပါတယ်။သူတို့ရဲ့အကျဉ်းစရိုက်လက္ခဏာတွေကိုနားလည်ပေးပြီးတော့ထူးခြားတဲ့အမြင်တွေကိုတန်ဖိုးထားပေးဖို့တော့လိုတယ်။သူတို့နဲ့အလုံးလုံးတဲ့သူတွေဟာသူတို့ရဲ့အကြောင်းကိုအသေးစိတ် တိထားမှဖြစ်လိမ့်မယ်။စန့်ကျင်ဘက်စိတ်အငြင်းတန်းရှိတာဖြစ်လို့တခုခုပြောလိုက်တိုင်းသူတို့ရဲ့အတွေးကစန့်ကျင်ဘက်လာရစီ ਉਹ ပဲအငြင်းတန်းရောက်သွားတတ်ကြတယ်။လူမှုဆက်ဆံရေးမှာလက်ရောညှိထွေစွာရှိဖို့ဆိုတာသူတို့အတွက်အခက်အခဲဆုံးအရာလို့ပြောလို့ရတယ်။လူကန်လန့်လို့ခေါ်တဲ့လူတွေနဲ့အမြင်မတူအတွေးမတူဒီလိုလူမျိုးတွေအားဆိုလို့ရှိရင်လူအတိုင်းဝိုင်းထုံတန်းစင်လာအရာ လူထုထင်မြင်ချက်အားပေးမှုတွေကိုစန့်ကျင်တဲ့ကိုပိုင်၆တဲ့လမ်းကို ဖောက်ရှင်ကြတဲ့သူတွေဖြစ်တဲ့အတွက်သူတို့ရဲ့အကျင့်လက္ခဏာတွေကိုအသေးစိတ်ခေါင်းစဉ်အနေနဲ့တက်ပြမယ်ဆိုလို့ရှိရင်နံပါတ်၁အနေနဲ့လူတို့ဖိအားကိုညှင်းဆန့်တယ်သူတို့ရဲ့စိတ်ကလူတို့ဖိအားကိုညှင်းဆန့်တယ်ဘလို့ဖိအားမျိုးမဆိုသူတို့ကမကြိုက်ဘူးเนาะဒါကတော့သူတို့ ရဲ့အဓိကကြတဲ့ခေါင်းစဉ်ပြန်ဖြစ်တယ်။အဲ့ဒီလိုမျိုးဖိအားတွေရှိလာရင်လည်းဒီလိုလူတွေကခံနိုင်ရေမရှိဘူး။အော်အဲ့လိုဖိအားတွေမရှိလို့တီးတန့်နေတဲ့အခါမှာတခြားလူတွေကကိုမှားတယ်လို့ဝေဖန်ရင်လည်းသူတို့ကဂယုမဆိုင်ဘူး။နောက်ထပ်နံပါတ်2အချက်ကတော့ကိုပိုင်အမြင်နဲ့ကိုပိုင်အတွေးခေါ်ရှိတယ်။အဲ့လိုကိုပိုင်အမြင်နဲ့ကိုပိုင်အတွေးခေါ်တွေရှိတာဖြစ်တဲ့အတွက် တချို့သောအရာတွေအားဆိုလို့ရှင် သူတို့မှန်သလားမှားသလားစစ်ဆေးဖို့ရန်ခက်ခဲတယ်သူတို့ကစလုတ်ကလေးကငားမှန်တယ်လို့တွေးထားတဲ့သူတွေဖြစ်တဲ့အတွက်ပြန်ပြီးစစ်ဆေးဖို့ဆိုတာသူတို့ကိုယ်တိုင်သူတို့မသိတဲ့၍တစ်ဖက်သောသူတခြားသောသူကမှားတယ်လို့လာပြောရင်လဲနံပါတ်1အချက်မှာညှိနေပြီးသားဖြစ်တဲ့အတွက်သူများရဲ့အမြင်ကိုလက်မခံတတ်တဲ့သူတွေဖြစ်တဲ့အတွက် ပြင်နိုင်ဖို့ခဲရင်နဲ့အမားလုံးမိရင်ပြင်နိုင်ဖို့ခဲရင်တဲ့သူတွေလို့ပြောလို့ရကိုပိုင်အမြင်နေနဲ့ဖွင့်ပြောတယ်သူတို့ဟာသင်ယူလေးလာမှုအားကောင်းတယ်ကိုပိုင်ကိုအချိန်နဲ့တပြေးညီမြန်မြန်ဆန်ဆန်ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုရင်တော့ဒီလူတွေကရလက်ရပါတယ်နံပါတ်3နေနဲ့ဆိုလို့ရှိရင်စံနှုံးစံချိန်စံနှုံးတွေကိုစိန်ခေါ်တယ်သူများတဲ့ကကဒီလိုမျိုးလုံနိုင်တယ် သူများတကာကမီတာ900ပြေးနိုင်တယ်ဆိုလို့ချင်းငါလည်းပြေးနိုင်ရမှာပေါ့ဒုံမဟုတ်ငါအဲ့ဒီထက်ပိုပြေးနိုင်တယ်ဆိုတော့အတွေးမျိုးကိုစိန်ခေါ်မှုမျိုးကိုကြိုက်တယ်သူတို့အလုံးလုံးတယ်ဆိုလို့ချင်းသူတို့ကသူများတကာသူတို့ကိုလာပြီးစိန်ခေါ်မှုမရှိရင်တော့သူတို့ရဲ့စိတ်ထဲမှာတစ်ဖက်သောသူကိုစိန်ခေါ်မှုတွေနဲ့အလုံးလုံးတတ်ကြတာဖြစ်တယ်ဒီလိုအရာတွေကတောင်တနေရာအထိအကန့်အသတ်တစ်ခုအထိ အောင်မြင်မှုပန်းတိုင်တစ်ခုအထိတော့ရောက်နိုင်တယ်။သို့တော့အဲ့ဒီစိန်ခေါ်မှုဟာတခြားသူတွေရဲ့အမြင်ကိုသွားပြီးစိန်ခေါ်နေတာဖြစ်တဲ့အတွက် သူစိန်ခေါ်တဲ့သူကသူ့ထက်ပိုသာသွားတဲ့နေ့ပိုလုံနိုင်သွားတဲ့နေ့အဲ့ဒီအချိန်သူကချောချသွားပြီးတော့ငါကဒီအရာကိုကျွမ်းတာမဟုတ်ဘူးဒီအရာကိုလုံမှာမဟုတ်ဘူး ငါလဲတခြားနီးတခြားလမ်းနဲ့တခြားသောအရာတွေကို အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတော့အတွေးမျိုးနဲ့အရှုံးမပေးခြင်းဘူးပြန်ပြီးတော့မစစ်ဆေးခြင်းဘူးပြီးရင်တကယ်လက်တွေ့လုံနိုင်သွားတဲ့သူတွေရဲ့နောက်ကနေပြီးတော့လမ်းကြောင်းကို မလိုက်ရှင်နော်ဒါဟာသူတို့ရဲ့အားနေချက်တွေပဲဖြစ်တယ်အစ်စ်အစမ်းတွေကိုလက်ခံလို့စိတ်မရှိဘူးစူးစမ်းလေ့လာမှုမရှိဘူးဆိုရင်တော့ဒီလိုလူတွေက အလုတ်များများလုတ်ပြီးရလက်ရတာနဲတဲ့သူတွေလို့ပြောလို့ရမယ်။နောက်ထပ်နံပါတ်၄ရကြတော့ကိုပိုင်ဆုံးဖြတ်ချက်ချမှတ်တာအရန်အကျဉ်းကြီးများစွာများစွာသူကဆုံးဖြတ်ချက်ချမှတ်တယ်။ဆုံးဖြတ်ချက်ချမှတ်တာကကောင်းသလားဆိုရင် ကောင်းတယ်။သို့တော့တချို့သောအရာတွေက ကိုမှားနေတဲ့အရာတွေကို ိုတိုင်ဆုံးဖြတ်ရှဲရှာမှတ်ပြီးတော့မလုပ်ဘူးဆိုရင်ဘူးဆိုရင်ဖယုံမသိတော့ဘူးမလုပ်ဘူးမသွားဘူးမလာဘူးဘလောက်ပဲကောင်းနေပါစေ သူများပြောတာကိုနားမထောင်ခြင်းဘူးလို့ဆုံးဖြတ်ချက်ချလိုက်ရင်အာနာပါနာနဲ့တောင်နားမထောင်ပေးတတ်တဲ့သူမျိုးတွေအနေထားအလိုက်အချိန်အခါကြည့်ပြီးတော့တောင်မှမနေတတ်တာဖြစ်တဲ့အတွက်ပထမဦးဆုံးသူ့ရဲ့အဲ့ဒီလူမှုဆက်ဆံရေးဘိုင်းဆိုတာဟာဒီနေရာမှာပဲ တချို့သောအရာတွေကအများကြီးမဟုတ်ပေမဲ့လို့ဒီသူ့ရဲ့စိတ်အတွင်းစိတ်ထဲမှာငါနာမထောင်ဘူးလို့ဆုံးဖြတ်ချက်ချထားတာဖြစ်တဲ့အတွက် သူနောက်ထပ်သင်ယူစရာတွေကို အကာအကွယ်အကန့်အသတ်တစ်ခုအနေနဲ့လှောက်ထားသလိုမျိုးဖြစ်သွားစေတယ်။နံပါတ်5နံပါတ်5ကျတော့လူမှုရေးရအတိုင်းအတာတစ်ခုအထိသူတို့ကရှောင်ကျင်ကြတယ်။တစ်ဖက်သောသူတွေကိုသူတို့ကစိတ်နဲ့ဆုံးဖြတ်တယ်။ဒီလူဟာငါ့ပေါ်မှာ ရိုးသားရက်လားငါနဲ့တူရက်လားငါနဲ့အသွင်တူရက်လားငါနဲ့အမြင်တူရက်လားဆိုပြီးတော့မှလူတယောက်ကိုပေါင်းသင်းဆက်ဆံတဲ့အခါမှာသူတို့ကစစ်ဆေးတတ်ကြတယ်ဒါဟာလဲကောင်းတဲ့တစ်ချက်တစ်ခုပါသို့တော့တချို့သောသူတွေကအမြင်နဲ့ဆုံးဖြတ်လို့မရဘူးရေရှည်ပေါင်းသင်းဆက်ဆံမှတိနိုင်တာဖြစ်တယ်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကသူကမြင်တာနဲ့တစ်ဖက်သောသူကိုဝေဖန်လိုက်တယ် သုံးတန်းလိုက်တယ်သူ့ရဲ့စိတ်ကိုလည်းဆုံးဖြတ်လိုက်တယ်ဆိုရင်ဒီလူတယောက်ကိုရေးချေမပောင်းသိမ်းရသေးပဲနဲ့သူဆုံးဖြတ်လိုက်တာမှားသွားတဲ့အခါမကောင်းတဲ့သူတွေအတွက်ဆုံးဖြတ်လိုက်တာမှားလို့ပြဿနာမရှိပေမဲ့သူ့အပေါ်မှာစေတနာထားတဲ့သူသူ့ကိုကောင်းစေခြင်းနဲ့သူဥပမာចောင်းကဆရာဆရာမတွေလိုမျိုးသူကိုတင်ပြပေးတဲ့သူတွေလိုမျိုးသူ့ရဲ့နီးပြားတွေဟာ တိတဲ့အတိုင်းပဲဆရာဆရာမတွေနီးပြားတွေဆိုတာပထမဦးဆုံးကိုယ့်ရဲ့တပည့်သားချင်းကိုယ့်ရဲ့တင်ယူတဲ့ကိုယ့်စီမှာတင်ယူတဲ့သူတွေကိုအရင်ဦးဆုံးအချိုလေးနဲ့ပြောမှာမဟုတ်ဘူးသူတို့ဘက်ကနေပြီးတော့မှစိန်ခေါ်မှုတွေပေးလိုက်မယ်ကိုယ့်ကိုတွန်းအားအဖြစ်နဲ့ပေးတဲ့အရာတွေလည်းရှိလိမ့်မယ်ဒီအရာပေါ်မှာသူကမကောင်းတဲ့အတွေးမြင်သွားပြီဆိုလို့ရှင်သူဟာနီးပြားနဲ့ခေါင်းနဲ့လွဲတက်တယ်ဆရာခေါင်းနဲ့လွဲတက်တဲ့အနေထားတွေ ဖြစ်သွားစေတယ်။နံပါတ်6သူ့ရဲ့အကျင့်ကပွင့်လင်းမြင်သာစွာပေါ်ပြတတ်တာဖြစ်လို့သူ့ရဲ့စိတ်ခံစားချက်ဆိုရင် तू ကလူဒုတွေအများကြီးရှိတဲ့နေရာတွေမှာလူအများနဲ့စန့်ကျင်ဘက်ဥပမာမေးခွန်းတွေကိုလူအများကြီးရှေ့မှာမမေးသင့်တဲ့မေးခွန်းတွေထုတ်မေးတာမျိုးเนาะဒီလိုမျိုးဖြစ်တဲ့အခါမှာဆိုလို့ရှိရင်သူ့ရဲ့ခေါင်းဆောင်စကေးဟာကြဆင်းသွားစေနိုင်တယ် လူအများအစည်းဝေးလှုပ်တိတ်ဆိတ်စွာနေတဲ့အနေထားမှာသူများနားထောင်နေတဲ့အချိန်မှာသူကမေးခွန်းနေငေါက်ခနဲငေါက်ခနဲကောက်ကောက်ပြီးတော့မေးလိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတစ်ခုကိုသူကထိန်းချုပ်နိုင်စွမ်းမရှိတာဖြစ်တဲ့အတွက်သူမေးလိုက်တဲ့မေးခွန်းဟာကောင်းတဲ့မေးခွန်းနေဖြစ်ရင်တော့တစ်ဖက်သောသူတွေအနေနဲ့ကြိုက်နှစ်သက်လိမ့်မယ်သို့တော့အများအားဖြင့်ဒီလိုလူကန့်လန့်ဖြစ်တဲ့သူတွေဟာသူများပြောတဲ့အရာကို ပြောင်းပြန်တွေးကြတယ်။ဥပမာအရှိမတင်ပြပေးနေတဲ့ဆရာကသူ့ကိုခြေတို့ဆိုပြီးတော့မှသွားရမယ်ဆိုလို့ရှင်ဘာလို့နောက်ကိုမသွားကျင်တာလဲနောက်ကိုသွားရင်ဘာဖြစ်မှာမလို့လဲဆိုတော့မိကွန်မျိုးတွေထုတ်မေးတဲ့အခါမှာကြံတဲ့သူနဲ့အတူတူစိတ်ဝင်တစားနားထောင်နေတဲ့သူတွေအတွက်စိတ်အနှောင့်အယှက်ဖြစ်သွားစေတယ်နော်အဲ့ဒီထက်ပိုဆိုးတာကမိကွန်နိုင်မိကွန်နိုင်ဟာအနှုတ်လက္ခဏာတွေဖြစ်နေမယ် तू ကကြိုးမြင်တယ် သူ့ကိုသူကြုံမြင်တယ်ကြုံသိတယ်ကြုံမေးထားတာဆိုလို့ချင်းအဲ့လိုမျိုးအရှိမပြောနေတဲ့သူတွေကသူနဲ့အတူတူလှုပ်ဆောင်ရမယ့်အချက်တွေကိုဘာလို့ဒါလုံးရတာလဲဒါလုံးရင်ဘာရမှာလဲဆိုတော့မေးခွန်းတွေကိုထုတ်မေးလိုက်တဲ့အခါ project တစ်ခုမှာဒါလုံးရင်ဘာရမှာလဲလို့မသိသေးတဲ့အချိန်အဲ့လိုမေးခွန်းတွေထုတ်မေးလိုက်တဲ့အခါတစ်ဖက်လူရဲ့အမြင်မှာအတူတူပူးပေါင်းလှုပ်ဆောင်ရင် ရလဲရမယ်ဆိုတော့ခေါင်းစဉ်နဲ့သွားတာဖြစ်တဲ့အတွက် သူမေးလိုက်တဲ့မေးခွန်းကို မဖြေတိုင်းနိုင်သေးခင်သူကသုံးသက်ပြီးသွားပြီဆုံးဖြတ်ပြီးသွားပြီငါဒါကိုလောက်ရင်လဲရလက်ရမှာမဟုတ်ဘူးအဲ့တော့အဲ့ဒီအတွေးမျိုးရှိတဲ့အခါမှာသူနဲ့အတူတူဒီ project တစ်ခုကို စတင်ရမှာကြောက်တဲ့သူတွေနော်ဆိုရင်သူနဲ့အတူတူသူ့ဘက်ကိုပါကြတယ်ဒီလိုလူမျိုးတွေကလူတစ်ဖက်သားပေါ်မှာလဲစွဲဆောင်မှုတွေရှိတာဖြစ်တယ်သူရဲ့ပွင့်လင်းမြင်သာမှုတွေဟာ ဆွဲဆောင်မှုတွေရှိတာဖြစ်လို့သူနဲ့အတူလိုက်ပြီးတော့တူတဲ့သူတွေဆိုလို့ရှင်အဲ့ဒီသူဘက်မှာရက်တီသွားကြတာဖြစ်တဲ့အတွက်ဒီလိုလူမျိုးတွေနဲ့အစည်းအဝေးလုပ်တဲ့အခါမှာအစည်းအဝေးခန်းထဲမှာပြဿနာဖြစ်တယ်ဆိုတဲ့ကိစ္စဟာတော်တော်များများဖြစ်ပေါ်စေတာမျိုးအဲ့တော့ဒီအချက်တွေအကုန်လုံးကိုသိသွားပြီဆိုလို့ရှင်မိษွေတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးနားထောင်ပြီးချိန်မှာကိုကိုကို ပြန်သုံးသပ်ကြည့်ပါမိမိက look and learn လို့ခေါ်တဲ့ သူဖြစ်နေသလားအဲ့ဒီထဲမှာဘလို့အရာတွေကမိမိကို အောင်မြင်မှုနဲ့လွဲချော်စေသလဲဆရာခေါင်းနဲ့လွဲချော်စေခဲ့သလဲနီးပြခေါင်းနဲ့လွဲချော်စေခဲ့သလဲအသင်းဖွဲ့ခေါင်းနဲ့လွဲချော်စေခဲ့သလဲအဖွဲ့စည်းထဲမှာမိမိဘာကြောင့်တဖြည်းဖြည်းနေတာကြာလာတာနဲ့အမြဘေးသို့ဆိုတဲ့နေရာကို ရောက်လာတာလေဆိုတော့မိကွန်းတွေဟာမိမိရဲ့အဲ့ဒီလူကန်လန်းလို့ခေါ်တဲ့ ဲ့ဒီအကျင့်စရိုက်ကလေးတွေကြောင့်လဲဖြစ်ကောင်းဖြစ်နိုင်တယ်။သို့တော့လူကလန့်ဆိုတာအကျင့်နဲ့စရိုက်ဖြစ်တဲ့ဗီဇာတစ်ခုမဟုတ်တာမို့လို့ပြင်လို့ရပါတယ်။မိဆွေတို့ဒီထက်အောင်မြင်ခြင်းနဲ့ဆိုရင်ဒီထက်အောင်မြင်နိုင်တဲ့လမ်းကြောင်းနဲ့အောင်မြင်သူတွေရဲ့စကေးအတိုင်းသွားနိုင်ဖို့မိမိမှာရှိတဲ့အားနည်းချက်တွေကိုပြုပြင်နိုင်ကြပါစေ။